အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့အပ်ပြောက်ရင်စင်နဲ့ရှားပါဆိုတဲ့စကံစုလေးရဲ့အသေးပဲကိုမိတ်ဆွေတို့တရှိစေဖို့အတွက်ဘ ഹു ဒုတအနေနဲ့တင်ဆက်ပေးလာတာဖြစ်ပါတယ်အပြောက်ရင်စင်နဲ့ရှာပါဒီရှိစကားလေးကိုငယ်စဉ်တည်းကကြာဖူနာဝါရှိခဲ့တာကြာပါပြီတို့တော်ညာအဲ့ဒီစကားကို အရင်ဆုံးကတော့တာမန်အပေါ်ရဲ့အသွေးလေးနဲ့တွေးမိခဲ့ဘူးပါလေအကလေးတချောင်းပျောက်တာများစင်စည်းပြီးရှာစရာလားဆိုတဲ့အသွေးထပ်ပို့ပြီးနက်နက်နဲနဲမတွေးမိမစင်စားခင်မိဘူးနောက်တဖြည်းဖြည်းနဲ့စာပေဖူးသူတွေဖတ်မှတ်လေးလာရင်းနဲ့အမြင်မှန်ရသွားခဲ့ပါလို့လေအပ်ပြောင်းရင်စင်နဲ့ရှာဆိုတဲ့ဝဟရာစကားလေးဟာအင်မတန်မှလေးနေပြီးအရေးပဲပြေးသွားတဲ့ ပညာရှိသူတော်ကောင်းတို့ရဲ့စကားဆိုတာမိမိရဲ့အသိဉာဏ်မှာပွင့်လင်းသွားပါတော့တယ်။တကယ်တော့ S ဆိုတာကလူတွေရဲ့အတုံးဆောင်တစ်ခုဖြစ်တဲ့အဝေးချုပ်တဲ့အက်ကိုစုလို့တာမဟုတ်ပါဘူး။ပညာရှိတွေပြောတဲ့အက်ကတော့လူတယောက်အတွက်နေ့စဉ်ကြုံနေရတဲ့လူမှုကိစ္စတွေများစွာထဲကမိမိမှာပြောစရာကိစ္စရှိလာတဲ့အခါပြောအပ်မပြောအပ်သွားစရာကိစ္စကြုံလာတဲ့အခါမှာ တွားအပ်မတွားအပ်နေစရာကိစ္စများနဲ့ကြုံတဲ့အခါနေအပ်မနေအပ်မိမိတို့လူရင်းစန္ဒနဲ့ပတ်သက်တဲ့အခါလိုအပ်မလိုအပ်အစာရှိတဲ့လူမှုဝန်းကျင်မှာနေစဉ်ထိတွေ့ကြုံတွေ့နေရတဲ့အပ်ပေါင်းများစွာတွေပါတခါတရံမိမိတို့မှာလိုအပ်မလိုအပ်တွားအပ်မတွားအပ်စသည်တွေကိုဆုံးဖြတ်ရခက်ခဲနေတတ်ပါတယ်အဲ့ဒီလိုအခက်အခဲတွေကြုံလာရင်တနည်းအားဖြင့်အပြောင်းနေရင် ခုနကပြောတဲ့စင်ဆိုတဲ့အရာနဲ့ရှာရပါမယ်တဲ့စင်ဆိုတာကလည်းစင်ကောင်ကြီးကိုဆိုလိုတာမဟုတ်ပါဘူးနီးမှန်လမ်းမှန်တင်းတင်းလျောက်ပတ်တဲ့တွေးတောမှုကိုခေါ်ရမယ်စင်ရှင်တုံတရားကိုဆိုလိုတာဖြစ်ပါတယ်အပြောင်းနေရင်တနည်းအားဖြင့်မိမိမှာလုံအပ်မလုံအပ်နဲ့ပြောအပ်မပြောအပ်စားရီတို့ကိုဝေခွဲရခန့်နေရင်စင်ရှင်တုံတရားလေးနဲ့စင်စားဆိုဖြစ်ပါ စင်ရှင်ဆုံးတရားကိုဖြစ်ပေါ်စေဖို့ပံ့ပိုးပေးတဲ့အဓိကအကြောင်းအရာကတော့တတိနဲ့ဉာဏ်ပညာပါ။အဲ့ဒီတရားနှစ်ပါးကသာမိမိတို့ရဲ့ပျောက်နေတဲ့အက္ခိုရှာဖွေပေးနိုင်မှာပါ။ဒါကြောင့်မို့ပျောက်နေတဲ့အက္ခိုရှာဖွေဖို့မိမိတို့မှာစင်ရှိဖို့လိုပါတယ်။နီးမှန်လမ်းမှန်တမာတမတ်ကြကြစဉ်းစားတွေးခေါ်ချင်းချင်းတုံ့တန်နိုင်မှု အခန့်ရှိရပါမယ်။အဲ့ဒီ နီးမှန်လမ်းမှန်တွေးခေါ်တုံ့တန်နိုင်စွမ်းဆိုတဲ့အခံကိုရရှိဖို့ရမှာမိမိတို့အနေနဲ့ကလျာဏလို့ခေါ်တဲ့မိတ်ဆွေသူတော်ကောင်းမိတ်ဆွေတွေရှိရပါမယ်ပညာရှိသူတော်ကောင်းဆရာများထံမှာကောင်းမြတ်တဲ့လ ీల တင်ယူမှုတွေပြုလုပ်ရပါမယ်အဲ့ဒါလို့လ ీల တင်ယူနိုင်အောင်လဲနီးမှန်လမ်းမှန်တွေကိုလက်ဆင့်ကမ်းဟောပြောပြောပြနိုင်တဲ့သူတော်ကောင်းပညာရှိတွေကိုပေါင်းဖော်စည်းကမ်းရပါမယ်ပညာရှိသူတော်ကောင်းတွေ ਨੇ အဆွေခင်မွန်းဖြစ်ရတာဟာမိမိတို့အတွက်ပြစ္ဆုတ်ပံဘဝမှာရောတမလွန်ဘဝတွေအထိကောင်းကျိုးချမ်းသာကိုဖြစ်စေပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ကအဆွေခင်မွန်းကောင်းရှိသူဟာမြင့်မြတ်တဲ့ဇယိုက်လက္ခဏာမြင့်မြတ်တဲ့အကျင့်တီလာတွေဖြစ်ထွန်းစေရန်အတွက်ပြီးပြည့်စုံစေတယ်လို့ဟောကြားတော်မူခဲ့ပါတယ်။ဒါကြောင့်မိစွေတို့မှလည်းကောင်းမွန်သောကလျာဏမိတ္တာတို့ဖြင့်ပေါင်းတင်းမြွယ်ပြီး တခါတရံပြောက်နေတတ်တဲ့မိမိတို့အပ်ကိုစင်စည်းပြီးရှာဖွေနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။